မိတ်ဆွေက Xiaomi Redmi ဖုန်းကင်ထားလို့ဆိုရင်အခုပြောမယ့်အချက်၄ချက်ကိုသိရောသိထားတယ်နဲ့အဲ့တော့ဘယ်ချက်၄ချက်လဲဆိုတာကိုကျွန်တော်တို့တူကြည့်လိုက်ရအောင် Yangon Mobile Store ပထမဆုံးအချက်ကတော့မိတ်ဆွေလက်ထက်မှာကင်ထားတဲ့ Xiaomi Redmi ဖုန်းနဲ့နှလုံးခုန်နှုန်တိုင်းလို့ရဆိုတာကိုသိပြီးပါပြီလားမတိသေးဘူးဆိုရင်ဘယ်လိုမျိုးလောက်အောင်လဲဆိုတာကိုကျွန်တော်အခုပြောပြပေးမယ်။အဲ့တော့ကိုယ့်ရဲ့ Xiaomi Redmi ဖုန်းနဲ့ Harry ဘယ်လိုမျိုးတိုင်းအောင်လဲဆိုတာကိုပြောပြပေးမယ်။ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်။ ပြီးကြတော့ကျွန်တော်တို့ဟိုအောက်ဆုံးကိုဆွဲချလိုက်မယ်ဆိုရင်ဒီမှာ additional setting ဆိုတာလေးရှိတယ်။အဲ့ထဲကိုထပ်ဝင်လိုက်။ပြီးကြတော့ကျွန်တော်တို့အောက်ကိုဆွဲချလိုက်ရင် heart rate ဆိုတာလေးကိုတွေ့နေမယ်။အဲ့လေးကိုနှိမ့်လိုက်။ပြီးကြတော့ကျွန်တော်ဒီ fingerprint sensor နဲ့သူက heart rate တိုင်းပါပေါ့နော်။အဲ့တော့ကိုက fingerprint sensor ပေါ့ကွာ။ကိုယ်လက်လေးကိုတင်ပေးလိုက်။15စက္ကန့်လောက်လို့စောင့်ရမယ်။အဲဒီစောင့်နေတဲ့အနေအထားမှာကျွန်တော်ပြောချင်တာကဒါက100%ကြီးမှန်မယ်လို့တော့အာမမခံနိုင်ဘူးဒါပေမဲ့ကိုယ်အနေနဲ့ပေါ့နော်ကိုယ့်ရဲ့ heart rate ကိုအကျဉ်းမင်းသိကျင်နေဆိုရင်တော့ဒီ feature လေးကိုသုံးလိုက်လို့တော့ရတယ်ပေါ့နော် အဲဒီမှာဆိုရင်ကျွန်တော်109 VPN ရှိရပါတော့။နည်းနည်းလေးလဲကလိချင်းကလိလို့ရတာပေါ့။နောက်တစ်ခုကကိုက Xiaomi Redmi ဖုန်းလေးကိုပေါ့နော်၃လကြာလာလို့ home screen ရမှာဘယ်ဘက်နဲ့ညာဘက်ကိုပဲဆွဲလို့ရတာအဲ့ဒါကိုသဘောမကျဘူးပေါ့နော်။ကျွန်တော် Poco Lancha တွေမှာလိုမျိုးကျွန်တော်တို့ Add Drawer ပေါ့နော်အပေါ်အောင်ဆွဲလို့ရတဲ့ဟာကိုဘယ်လိုမျိုးထည့်ရမလဲဆိုတော့ကျွန်တော်အခုပြောပြပေးမယ်။ကြည့်လိုက်ကြအောင်။အဲ့တော့ကိုကကိုရဲ့ Xiaomi Redmi ဖုန်းမှာ home screen ရဲ့ဘယ်ဘက်ရဲ့ညာဘက်ကိုပဲဆွဲပြီးသုံးရတာကိုတိတ်သဘောမကျဘူး။ကျွန်တော်တို့ဒီပေါ့နော် Poco Lancha မှာလို့ အဒရာတွေပါဆွဲချနေတယ်ဆိုရင်ဘယ်လိုမျိုးလောက်အောင်လဲဆိုတော့ကျွန်တော်ပထမဆုံးလက်လေးနှစ်ချောင်းဒီလိုမျိုးလောက်လိုက်ပြီးကြရင်ညာဘက်အောက်ထောင်ဒီမှာ setting ရှိတယ်အဲ့ setting နဲ့ဝင်လိုက်ပြီးကြရင် mode နဲ့ဝင်လိုက်ကျွန်တော် mode နဲ့ဝင်ပြီးတော့အရင်ကျွန်တော်ဒီမှာ home screen ဆိုတာလေးရှိရပါတော့အဲ့ home screen လေးကိုနှိပ်လိုက်အဲ့ဒီမှာဆိုရင် classic ဖြစ်နေပါတော့အဲ့ကျွန်တော်ကအဒရာလိုချင်တာဆိုတော့ quick အဒရာလေးကိုရွေးပေးလိုက်ဒါဆိုရင်တော့ရပါပြီအဲ့ဆိုရင်တော့ကျွန်တော်တို့ဒီ home screen ကိုပြန်ပြီးတော့ထွက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ ိုယ့်ရဲ့ဖုန်းအောက်ဘက်ကိုဆွဲချရတယ်ဒီအောက်မှာအက်ဒရာလေးပေါ်လာမှာပဲဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ဖုန်းတုံးရနည်းနည်းလေးပို့ပြီးတော့ဆန်းသွားတာပေါ့နောက်တစ်ခုကကျွန်တော်အမင်းများနေတယ်ပေါ့နော်ဖုန်းလိုင်း flat mi လင်းအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတာကိုကျွန်တော်အခု video မှာ Xiaomi Redmi ဖုန်း user အတွက်ပြောပြပေးမယ်အဲ့တော့ဘယ်လိုလုပ်အောင်လဲဆိုတာကိုကျွန်တော်အတူတူကြည့်လိုက်ကြအောင်ကျွန်တော်မေးများနေရဖုန်းလာတဲ့အခါမှာ flash mi လင်းအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတာကိုကျွန်တော်အခုပြောပြပေးမယ်ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်ပြီးကြောက်ကျွန်တော်ဒီအောက်ကိုနည်းနည်းဆွဲချပြီးတော့ကျွန်တော် app ဆိုတာရှိရပါတော့ဒီ app ဆိုတာလေးတွေကိုဝင်လိုက် ီကြရင်ကျွန်တော် system application setting ဆိုတာရှိတယ်အဲ့ထဲကိုဆက်ဝင်လိုက်ပြီးကြရင်ဒီမှာ core setting ဆိုတာလေးရှိရပါတော့အဲ့ core setting လေးတွေကိုထပ်ဝင်လိုက်ပြီးကြရင်ဒီမှာ incoming core setting ဆိုတာထပ်ပြီးတွေ့ရလိမ့်မယ်အဲ့ထဲကိုဆက်ဝင်ပေးလိုက်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့အောက်ဆုံးမှာ flash one ringing ဆိုတာရှိတယ်အဲ့ဒါလေးကို open နှိပ်ပေးလိုက်အဲ့ဆိုရင်တော့ကိုဖုန်းကိုဖုန်းလာရင် flash me ကလင်းနေပါပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကိုမမြင်စေချင်တဲ့ application တွေကိုသူများရင်မသိအောင်ဘယ်လိုမျိုးဖွင့်ရမလဲဆိုတော့ပြောပြပေးမယ်။ ဘာတွေဖွက်ချင်လဲကတော့ base တွေကိုကြိုက်တာဖွက်ပေါ့เนาะအဲ့တော့ဘယ်လိုမျိုးလောက်အောင်လဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်အဲ့တော့ကိုယ့်ရဲ့မမြင်စေချင်တဲ့ application တွေကိုဘယ်လိုမျိုးဖွက်လို့ရလဲဆိုတာကိုကျွန်တော်အခုပြောပြပေးမယ်ပထမဆုံးကျွန်တော်တို့ setting နဲ့ဝင်လိုက်ကျွန်တော်အောက်လေးကိုနည်းနည်းဆွဲချလိုက်မယ်ဆိုရင်ဒီ app ဆိုတာမြင်ရနိုင်မယ်ဒီ app တဲကိုဝင်လိုက်ပြီးကြရင်ဒီအောက်ဆုံးမှာ app law ဆိုတာရှိရပေါ့เนาะအဲ့ထဲကိုဝင်လိုက်ဒါလေးကိုတန်းတော့နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကိုဖွက်ချင်တဲ့ application တွေကိုဖွက်လို့ရပါပြီ အဲ့တော့ပို့ပြီးတော့လုံကြုံတာပေါ့အဲ့တော့ဒီ view လေးက Xiaomi Redmi ဖုန်းကင်ထားတယ်လို့ဆိုရင်မဖြစ်မနေသိို့သိတဲ့အချက်၄ချက်ကိုပြောပြပေးကြတာပဲဖြစ်ပါတယ်နောက်ထပ် video တွေမှာလည်းအခြားသော phone brand တွေရဲ့ tips and trick video တွေသိတဲ့အချက်တွေကိုပြောပြပေးသွားမှာလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်လို့ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်အောက်ခတ်ပါ